်မင်္ဂလာပါရှင်မတန်ဆွမ်းသူတွေနဲ့ပုံမကောင်းပုံနဲ့ဆက်သွယ်မှုတွေတိဆောက်နိုင်ဖို့အတွက်လက်ဟန်ဘာသာစကား sign language ကိုအတူတူသင်ယူဖို့ဖိတ်ခေါ်ခြင်းပါတယ်နေ့စဉ်ဘဝမှာမကြာခဏအသုံးပြုရတဲ့စကားလုံးတွေကိုသူတို့နဲ့အဆင်ပြေပြေဆက်သွယ်နိုင်ဖို့သူတို့အချင်းချင်းကြားဆက်သွယ်တဲ့နည်းလမ်းတွေကိုနားလည်သဘောပေါက်နိုင်ဖို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ် DVV ရဲ့လက်ဟန်ဘာသာစကားအစီအစဉ်တင်ဆက်သူကိုပိုပိုနဲ့အတူသင်ယူကြည့်ကြရအောင်ပါ။ ဘယ်သွားမလို့လဲဘယ်ကပြန်လာတာလဲ မင်္ဂလာပါခင်ဗျာကျွန်တော်ကဆွေသစ်ပါ DVB ရုပ်မြင်သံကြားနေ့လယ်နားအချိန်ဒီရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးမှာပါမြန်မာသတင်းကမ္ဘာသတင်းနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာနိုင်ငံတော်တွင်ဒေါ်လာရှိတော်လဲသုံးဆွဲမရအောင်ပိတ်ပင်ထားမှုတွေကြောင့်သုံးဆွဲလို့မရဘူးလို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ် အမျိုးသားကားဆိုင်ရုံမှာကျင်းပခဲ့တဲ့ကုန်တယ်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMSCCI ရဲ့34နှစ်မြောက်နှစ်ပတ်လည်အသင်းသားဆုံးညအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကျွန်တော်တို့တာဝန်ယူတဲ့အချိန်မှာနိုင်ငံငွေရှိပါတယ်။တိုင်းပြည်မှာမရှိဘူးမဟုတ်ဘူးရှိပါတယ်။လက်ရှိမှာကိုပဲဘီလီယံ20ကျော်လောက်ကျွန်တော်တို့နိုင်ငံမှာရှိပါတယ်။တုံးလို့မရဘူးလို့ပြောပါတယ်။လက်ရှိမှာလည်းပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ပုတ်ကုံရငွေ25ရာခိုင်နှုန်းပေးသွင်းနေရမှုကိုလည်းမကြခင်လပိုင်းအတွင်းထပ်မံလျှော့ချပေးသွားမယ်လို့သူ့ရဲ့ပြောဆိုချက်အရသိရပါတယ်။နိုင်ငံသားငွေကြေးဈေးကွက်အတွင်းမှာလည်းဒေါ်လာတွေကိုဈေးမကစားဖို့သက်ဆိုင်ရာဌာနကတာဝန်ရှိသူတွေကိုလည်းညွှန်ကြားထားတယ်လို့သိရပါတယ်ခင်ဗျာ။မွန်ပြည်နယ်ရေမြုံနယ်အမှတ်986ချင်းမြန်တပ်ရင်းကနေထွက်ပြေးလာတဲ့စစ်မှုန်တန်းတပ်သား3ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ရေဘလူးတော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းသိရပါဗျာ နွေဘာလ30ရက်နေ့မှာရေမြုံနဲ့အခြေဆိုင်ခမာယ986တိုင်ရင်ကစစ်မှုထမ်းတသားသစ်3ရောက်ဟာရေပလူတက်ရင်ရှေ့တန်းစစ်မျက်နှာနေရာကိုထွက်ပြေးတိမ်းရှောင်လာတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ဆိုပါရယ်ထွက်ပြေးလာသူတွေဟာလက်နက်တွေမပါဘဲလူလူယုံထွက်ပြေးလာပြီးအကူအညီတောင်းလာတဲ့အတွက်ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ရေပလူတက်ဖွဲ့ဝင်တာဝန်ခံကပြောပါရယ်ခမာယ986တက်ရင်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတသားသစ်တယောက်ဟာစစ်မှုထမ်းအပတ်စဉ်စနစ်က အသက်24နှစ်အရွယ်စစ်မှုရန်တပ်သားအောင်တန်းဦးအသက်29နှစ်အရွယ်တပ်သားတရန်နိုင်ဝင်းအသက်23နှစ်အရွယ်တပ်သားတချစ်ထွန်းတို့ဖြစ်ပြီးကားမွန်စွာထိမ့်သိမ်းဆောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကစစ်မှုရန်တပ်သားတွေကိုရှေ့တန်းစစ်မြေပြင်တွေကိုပို့နေတဲ့အတွက်တေဆုံးထိခိုက်တာတွေများနေတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကနေသိရပါတယ်ခင်ဗျာ ကြောင်မဲမြို့မှာစစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူအချို့ကစိတ်ဝင်စားတဲ့အတွက်မဲမထဲကြမဲ့သူတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ခွန်စောပစ်ပို့ထားပါလားခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်ကော်မရှင်တပ်ကဒီနှစ်အောက်တိုဘာလစမ်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မြို့ပေါ်ရက်ွက်တွေမှာအုတ်ချိုရရန်ရီတွေပြန်လည်လေပတ်နေပြီးရွေးကောက်ပွဲကျင်းပနိုင်ဖို့လေစီစဉ်နေတာပါ။ စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကြောင်မဲမျိုးကတချို့ကမဲမထဲဘူးဆုံးဖြတ်ထားကြတယ်လို့ကယန်ကယ်ရှင်တွေကဆိုပါတယ်။ကျမတော့ရွေးကောက်ပွဲကိုစိတ်လည်းဝင်စားဘူးမဲလည်းပေးမှလည်းမဟုတ်ဘူးယုံကြည်လည်းမရှိဘူး။ကျမရဲ့အတိတ်မိတ်ဆွေတွေကလည်းကျမလိုပါပဲ။ဒီမဲကိုတပေးမှမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒါကဟိုအတိတ်မှပြုစရာမဟုတ်တဲ့ရွေးကောက်ပွဲလေ။ကြောင်မဲမျိုးကပြည်သူတွေဟာမြို့တိန်တိုက်ပွဲအတွင်းမြို့ကိုစွန့်ခွာပြီးတင်းရှောင်ခဲ့ကြရပါတယ်။ လက်ရှိမြို့မှာလူစီကားစားပြုနေပြီဆိုပေမဲ့စီးပွားရေးလုပ်ငန်းရှင်အများစုဟာပြန်လည်အခြေချနေထိုင်တာမရှိသေးပါဘူးအခုလိုမျိုးအခြေအနေမှာစစ်ကော်မရှင်ကရွေးကောက်ပွဲပြုလုပ်တာဟာပြည်သူလူထုဘဝတွေအတွက်ဘာမှပြောင်းလဲလာနိုင်မှာမဟုတ်ဘူးလို့လေမြို့ကန်တွေကဆိုပါတယ်ဘဝရဲ့အခြေအနေဘယ်သူမှစိတ်မဝင်ပါဘူးတဘောရမ်းမချက်အများကြီးပြောချင်ကိုဒီကောက်ပဲကြောင့်လက်ရှိအခြေအနေကဘာမှပြောင်းလဲမသွားဘူးဆိုတာအားလုံးသိပါတယ်အေးပါကိုဟုတ် စစ်ကောင်စီတပ်ကရှမ်းပြည်နယ်မြောက်ပိုင်းတွင်းမှာပြန်လည်ရယူနိုင်ခဲ့တဲ့နောင်ချူ၊ကြောင်မဲ၊တီဘုံနဲ့လာရှုမြို့တွေမှာရွေးကောက်ပွဲကျင်းပသွားမှာပါ။လက်ရှိစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကို2020အထွေထွေရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ပါတီနဲ့ SNLD ပါတီတို့ကပါဝင်တာမရှိတာကြောင့်ပြည်သူအများစုလည်းစိတ်ဝင်စားကြဘူးလို့ဆိုကြပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။ မကွေးတိုင်းရေစုံမြို့နယ်မှာနိုဝင်ဘာလ28ရက်နေ့ကစစ်ကောင်စီစစ်ကြောင်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်လူနေအိမ်၁၀လုံးနီးပါးမိလောင်ပျက်စီးခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကိုတော်လိုင်းအဖွဲ့တွေကဂျားဖြတ်တိုက်ခတ်ခဲ့တာကြောင့်စစ်ကြောင်းမှုဗိုလ်ကြီးတယောက်အပါအဝင်စစ်သား၅ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကလည်းသိရပါတယ်။နိုဝင်ဘာလ25ရက်နေ့ကစတင်ကရေစုံမြို့မှာရှိကြတဲ့စစ်ကောင်စီတပ်စခန်းတွေကနေမြို့နယ်အနီးအနားကျွော်တွေဘက်ကိုဟာဝေဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာက မြေပြင်စစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တာဖြစ်ပြီးနွေပါလ28ရက်နေ့ထိတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်အထိနာပြီးပြန်လည်ဆုတ်ခွာသွားကြတယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းစဝင်လာတဲ့25ရက်နေ့ကနေပြန်ထွက်သွားတဲ့28ရက်နေ့ထိတိုက်ပွဲတွေဇက်တိုက်ဖြစ်ခဲ့တာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်100ကျော်လောက်ပါလာပြီးရဲစခုံ196 198 198တပ်တွေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကိုရဲစခုံမြို့နယ်ပကဖပခုတ်ကူခရိုင်တရင်ကို နှွေဦးစစ်တီရေလဲကျွန်းဒေတာစစ်ကြောင်းတို့ပူးရဲဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တချို့ကတော့မစိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်ကစစ်ကြောင်းမူဘူကြီးမင်းတေစာနဲ့စစ်သား၄ယောက်ထပ်မံနဲ့တေဆုံးတာနဲ့ပတ်သက်ပြီးတော့တီးကြအတိပြုနိုင်ခြင်းမရှိသေးသလိုစစ်တပ်ဘက်ကလည်းသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူးခင်ဗျာ။ ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသအရှိတ်ကန်နဲ့အနောက်ဘက်ကန်တွေမှာစိုက်ပျိုးရေးအကျဉ်းချံမိရှို့တာကိုစစ်ကောင်စီကတားမြစ်ထားတဲ့အတွက်တောင်သူတွေနောက်ထပ်စိုက်ပျိုးရေးအတွက်ခက်ခဲဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကြောင်တန်းချင်းဖြစ်တဲ့အတွက်အခုနှစ်နိုဝင်ဘာလကစတင်ပြီးအုပ်ချုပ်ရေးမှုကိုယ်တိုင်အထံချဲ့ဆက်နဲ့ light of be တတိပေးထားတယ်လို့ဆိုပါရစေ မိရှို့တဲ့အခါလေလူညဉံပြီးတော်မီလောင်မှာဆိုတဲ့အတွက်မိရှို့တာကိုတားမြစ်တာဖြစ်ပြီးတောင်သူတွေကတော့မိရှို့တာဟာအချိန်ကုန်သက်သာပြီးငွေကြေးကုန်ကျမှုလည်းနေတဲ့အတွက်ပုံမှန်လိုဖြစ်နေပြီလို့တောင်သူတရားကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကလည်းရွှေလာဖုံးကျွရမှာပြောင်းပိုးဆိုင်ကင်အကျဉ်းချံတွေကိုမိရှို့တဲ့တောင်သူတရားကိုဖမ်းဆီးပြီးဒဏ်ငွေကျပ်၄သိန်းပေးဆောင်ခိုင်းတာရုံချင်းလဲသွားနေရတယ်လို့ဆိုပါတယ်။ အပြော်ရန်မိပေါင်းပြန်တွေလွတ်တင်နေတာတွေကိုခွင့်ပြုပြီးတောင်သူတွေရဲ့စိုက်ပျိုးရေးဆိုင်ရာမီးရှို့မှုကိုသာရွေးချယ်တားမြစ်တာဟာတရားမျှတမှုမရှိဘူးလို့တောင်သူတွေကဝေဖန်နေကြပါတယ်ခင်ဗျာအမေရိကန်ပြည်ထောင်စုရောက်ချင်းပညာတက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy ကိုဒေါက်တာဆဆာကဥဆောင်ဖွဲ့စည်းလိုက်ပါတယ်သုတချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ မြူသားညီညွတ်ရေးဆိုရအန်ယူဂျီကနေနှုတ်ထွက်ပြီးနောက်အမေရိကန်ပြည်သူ့ရောက်ချင်းပညာသက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဒေါက်တာဆဆာကဦးဆောင်ဖွဲ့စည်းလိုက်တာပါ IPFD ဟာအမေရိကန်ဆိုရသည်မှာမှပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဘန်ဒါရေးအတွက်တရားဝင်ဘဏ်အကောင့်ကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ်အမေရိကန်ပြည်သူ့မှာဒီ institution ကိုထူထောင်တယ်လို့ Britain ဩစတြေးလျတို့အပါအဝင်မြန်မာအတိုင်းအဝိုင်းအများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါတယ် Institute of Peace and Federal Democracy မှာ institution လမ်းစဉ်၃ရက်ချထားပြီးအုပ်ချုပ်ရေး lobby နဲ့စီရင်ရေးဗန္ဒာရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ်။ institution တည်ထောင်ပြီးနောက်မြန်တာရဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီအတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုအမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ဒီဒေါ်လာကြီးကိုလုတ်တဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုင်းတယ်။အလူငွေမရှိရင်နောက်ပြဆုတ်တယ်ဆိုတဲ့ ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူး finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တခုရှိတယ် number တ institution ကတော့ governance institution ဖြစ်တယ် number နဲ့ကတော့ lobby and advocacy institution ဖြစ်တယ် number တို့ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတယ်အခုကအဲ့လိုမတော်ဘူးဆိုတဲ့ဒေါ်လာကဆက်သွားလို့မရတော့ဘူး number 1 resource ရရှိရေးကိုတွားမှာဖြစ်တယ် number 2 resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်တားပေါက်စုကိုဖွဲ့ဖွဲ့လို့အားလာပါတယ်ဆိုတော့နဘတုတ်ကစစ်အနေတိုက်ကိုတွားဖွဲ့လို့ရတယ်။နဘလိုက်ကဒါပြည်ကြီးကျွန်တော်ဖွဲ့စစ်ဖို့အသည့်ရေးဆွဲရေးနဲ့ရွေးကောက်ဖွဲ့ဖြစ်မြောက်ရေးပေါ့။နဘ9အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United State of Myanmar USM ပေါ့ USM USM ဆိုတာကိုကျွန်တော်ဟာကျဲကျဲလောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖွဲ့လို့လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ Institute of Peace and Federal Democracy ကိုထူထောင်တာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်စကျတုံ့ပြန်နိုင်မှုဖြစ်တယ်လို့ဆိုပါတယ်စကောင်စီကအမေရိကန်ပြည်ထောင်စုကလော်ဘီကုမ္ပဏီတွေကိုဒေါ်လာတန်းချီပေးပြီးငှားရမ်းထားတာပါဒီလော်ဘီလုပ်ငန်းတွေမှာအလုပ်လုပ်ကနေတဲ့ပညာသက်လူငယ်တွေရဲ့ခြေလှမ်းမျိုးကိုရှင်ပြိုင်နိုင်မှုဒေါ်လာရင်းအရာစုတွေဘက်ကလည်းလူငယ်ပညာသက်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ် Myanmar is now um better and Myanmar is now um going to have a free and fair election, which is um, obviously we know as it's ludicrous. It's something that's um, kind of blasé. It's ludicrous, but that that statement from Christine Noem, the Department of Homeland Security, is not from them. It's coming from uh, a lobbying firm which was um, paid by the military. So the, the lobbying firm made that statement. So the, the lobbying firm basically pushed this to to the TPS to, to take away TPS from us. So this all came from a lobbying firm, which is why the, the second entity, the MCPFD, the Myanmar Cooperation Treaty, um, and then the MCPD, the Myanmar Council of, for Peace and Federal Democracy, that is extraordinarily important because we need to counter um, the strategies that the military have. Um, I think our people really need the support, the Burma people really need the support, as well as to realize uh, the true solution for the federal democracy for our people. So, Thank you very much. ဒါကတော့ဆက်ဆက်ဖွဲ့စည်းလိုက်တဲ့ institution မှာဥဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရပါတယ်။ဒေါက်တာဆက်ဆက်ပြည်တော်စုဝန်ကြီးဖြစ်တောင်းယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနဟာ NUG အစိုးရကလျှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာ။လက်ရှိအချိန်မီထပ်ပိုလွတ်လပ်တဲ့အချိန်တွေနဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာတွေကြောင့်ယာလူကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆက်ဆက်ကရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော်ပြတာ 抢吧。 ။ Israel ဟာအရှေ့လယ်ပိုင်းအတွက်အဓိကလုံခြုံရေးချင်းချောက်မှုဖြစ်ပြီးနယ်ချဲ့မူဝါဒတွေကတဆင့်ဒေသတွင်းမတည်မငြိမ်ဖြစ်အောင်ကြိုးပမ်းနေတယ်လို့တူရကီနိုင်ငံရဲ့ဝန်ကြီး Hakan Fidan ကနိုဝင်ဘာလ30ရက်နေ့မှာဆွဆွဲလိုက်ပါတယ်။အီရန်မြို့တော်တီဟီရန်မှာအီရန်နိုင်ငံရဲ့ဝန်ကြီး Abbas Araghchi နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲတက်ရက်မှာအခုလိုပြောလိုက်တာပါ။အဓိကရည်မှန်းချက်ကဂါဇာမှာအပြစ်ခတ်ရဆဲရေးကိုထိန်းသိမ်းပြီးနောက်တဆင့်စီရှေ့ဆက်ဖို့လို့ Fidan ကပြောပါတယ်။ 2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာဟာမတ်စ်ကအစ္စရေးကိုတိုက်ခတ်ခဲ့ပါတယ်။အဲဒီနောက်အစ္စရေးကဂါဇာပေါ်ဘုံကျဲတိုက်ခတ်ခဲ့လို့ကန်ယူရန်ဒေသအများစုပျက်စီးခဲ့ပြီးလူ9000ကျော်သေဆုံးခဲ့တယ်လို့ဂါဇာကစစ်မှိုင်ဝန်ကြီးဌာနကစနေနေ့မှာပြောကြားခဲ့ပါတယ်ခင်ဗျာ။အာရှယူဆက်ခွန်ခြေစစ်ပွဲမှာမြန်မာပါဝင်အာဆီယံဒေသကအသင်းလေးသင်းကခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ မနေ့ကပြိုင်ပွဲမှာကာတာဖိုင်နယ်တက်ခဲ့တဲ့အင်ဒိုနီးရှားယူဆက်ခွန်အသင်းကအလိုအလျောက်ခြေစစ်ပွဲအောင်မြင်ထားပြီးမြန်မာလူငယ်အပါအဝင်ဗီယက်နမ်ထိုင်းအသင်းတွေကခြေစစ်ပွဲတွေကစားပြီးအုပ်စုပထမနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့တာပါမြန်မာယူဆက်ခွန်အသင်းကအုပ်စုနောက်ဆုံးပွဲမှာဆီးရီးယားကိုငိုးစီတည်ရေကစားပြီးအုပ်စုပထမနေရာကနေခြေစစ်ပွဲအောင်မြင်ခဲ့တာပါဗီယက်နမ်အသင်းကတော့နောက်ဆုံးပွဲစဉ်မှာမလေးရှားအသင်းကိုလေကူးကူးမရှိနဲ့ပြက်ပြက်သားသားအနိုင်ယူပြီးခြေစစ်ပွဲအောင်မြင်ခဲ့တာပါ ထိုင်းလူငယ်အသင်းကတော့နောက်ဆုံးဖွဲ့စဉ်မှာကူဝိတ်ကို၃ခုပြတ်အနိုင်ယူခဲ့တာကြောင့်တုံးသင်းအထိရမတ်တူညီသွားပေမဲ့တုံးသင်းစလုံးရဲ့ထိတိုက်တွေ့ဆုံမှုမှာဂိုးကွာချချက်အသာရခဲ့တာကြောင့်အောက်စုပထမနေရာရပြီးခြေစပွဲအောင်မြင်ခဲ့တာပါ အာရှယူဆက်ခွန်ပြိုင်ပွဲကိုလာမယ့်2026ခုနှစ်မေလ9ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီးအာဆီယံဒေသအတွင်း၄သင်းအပါအဝင်အာရှထိပ်တန်းအသင်းတွေဖြစ်တဲ့ဂျပန်၊တန်ကိုရီးယား၊ဆော်ဒီ၊ဩစတြေးလျ၊ဥဇ်ဘက်ကစ္စတန်၊မြောက်ကိုရီးယား၊ကာတာ တာဂျီကစ္စတန် UAE တရုတ်ယီမင်နဲ့အိန္ဒိယအသင်းတွေ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်ခင်ဗျာဒီဗီဗီရုံးမြန်တန်ကြားရဲ့နေ့လယ်နာရီသတင်းတွေကိုတားရကြည့်ရှုခဲ့ရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့စွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ မင်္ဂလာပါကျမကတော့မဝင်ကြပါဒီတစ်ပတ်ရဲ့ PMC ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် PMC ဖွဲ့ဝင်တွေကတော့ SMD4 Media Tribune New Agency မေခေါင်နီယိုဇလန်မန္တလေး Free Press မြေလက်အတန်း Western New ARD တိုင်းနဲ့တဲ့သတင်းနိုင်တိုင်းတို့ဖြစ်ကြပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့ ARD တိုင်းမှာစည်ရေးပြင်ထန်လာပြီးလေးမျက်နာမြို့နယ်အတွင်းကရှေ့တန်းစကန်တချို့ကိုအရခတတော် A နဲ့တော်လိုင်းတက်ဖွဲ့တွေတင်ပိုက်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် အီယရီတိုင်းမှာစီးရေပြင်းထန်လာပြီးလေးမျက်နှာမျိုးနယ်တွင်းရှိရှေဒန်စခန်းချို့ကိုအေနဲ့တွန်လိုင်းတပ်ဖွဲ့တွေတင်ပိုက်မှု ချို့ရှိတယ်လို့စီးရေသတင်းရင်းမြစ်တွေစီကသိရပါဗျ။လေးမျက်နှာမျိုးနယ်တွင်းကဆက်ဆက်ယူကြေးရွာ